Microsoft ဝတ်တည်းမှာစာယူအအလွတ်တွေစာယူတာဆိုတာပြောမယ်နော်အဲ့တော့ Microsoft ဝတ်စာတုံးကျင်တဲ့သူတွေကဒီအောက်ခြေရမန်ဘလူးတွေကိုနှိပ်ပြီးတော့ဒီမှာ watch တွေနှိပ်ခိုင်းလို့ရတယ်မတွေ့တဲ့သူကလေဒီအောက်က search box ထဲမှာ WORD တွေထည့်ပြီးတော့ watch ကိုဝင်လာလို့ရပြီအဲ့တော့ watch ကိုရောက်သွားပြီဆိုတာလေ Microsoft Word မှာဒီ favorite channel မှာ new လို့ပေးထားလို့ရှိတယ်။အစားရအသိယူခြင်း new ကတော့ပါပဲ။အဲ့တော့ဒီ new ရဲ့ဖိနာလေးမှာ blank documents ရှိရယ် server အဖြူလေးကိုနှိပ်လိုက်တော့ server အဖြူလေးကိုနှိပ်ပြီးသားရတော့ဒီမှာ server အဖြူရလာတယ်ကိုရိုင်းမဲ့စာရွက်ရဲ့ size ကိုချုပ်ပြီးတော့သတ်မှတ်ရမယ်အဲ့တော့ထိတ်ဆုံးကဒီမှာ home drawer လေးရှိတယ်ပြီးရင်ဒီဘေးနားလေးမှာလေးရောက်စာလေးရှိတယ်လေးရောက်ကိုနှိပ်လိုက်လေးရောက်ကိုနှိပ်ပြီးပုံမှန်စာရွက် size ဒီ A4 ယူလာတာဖြစ်တဲ့အတွက် size ရဲ့အထောက်အရိုးမှာနှိပ်ပြီးတော့ဒီမှာ A4 လေးကိုရွေးထား တော့ထမဆုံး size size ကို A4 ယူလိုက်တယ်။ပြီးရင် orientation ဒါဝဲတို့မှာနှိပ်ပြီးတော့ပုံမှန်ဆိုင်ရိုက်မှာဆိုရင်တော့ portrait ပဲယူပြရလိမ့်မယ်။အဲ့တော့ portrait မဟုတ်ဘဲနဲ့တကောက်ချင်းပုံစံရိုက်မယ်ဆိုရင်တော့ဒီမှာ landscape ပဲယူပြရမယ်။အဲ့တော့ပုံမှန်တော့ portrait ပဲယူရင် size တစ်ရွက်လုံးအနေထားမြင်အောင်ဒီညာဘက်အောက်ဆုံးတောင်ကဒီမှာ100%ဆိုတာရှိတယ်နော်။အဲ့ဒီကဒီ minus တွေနှိပ်ပြီးတော့တစ်ရွက်လုံးအနေထားမြင်အောင်တစ်ချက်ချင်းနှိပ်ကြည့် ။ဒါဆိုအခုဒီမှာစာရွက်တရက်လုံးနေထားမြင်ရပြီ။အဲ့စာရွက်တရက်လုံးနေထားမှာဒီစာရွက်ဒီ downline ကြီးမြင်ရတယ်။အလျားလိုက်ကြည့်ရှင်လေ။ဒါဆိုရင်တော့ဒီဘက်က orientation ပထမတစ်ချိန်သုံးခဲ့တဲ့၄ရောက်မှာ page setup ဆိုတာရှိတယ်။ဒီ setup ရဲ့အပေါ်မှာ orientation တောင်းအလိုမှာနေပြီးတော့ landscape တွေကိုရှင်းလိုက်ရမယ်เนาะဒါဆိုရင်တော့ဒီမှာစာရွက်က landscape ပုံစံလေးရပါမယ်။ထောင်လိုက်ယူမယ်ဆိုရင်တော့ portrait တွေယူပြရမယ်ဒါထောင်လိုက် ကိုရိုင်းမဲ့စာပေါ်မှာပုတ်တီးပြီးတော့ထောင်းလိုက်တာအလျာလိုက်တာရွှေ့ပေးရလိမ့်မယ်နော်အဲ့တော့နောနောစင်မှာဒီမှာထောင်းလိုက်လေးယူပြီးသွားရင်မာချင်းအနေထားကိုကြည့်ပေးဖို့မယ်အဲ့တော့၄ယောက်ထဲမှာအခုပြင်ခဲ့တာ၂မျိုးရှိသွားပြီ page setup မှာ size က A4 size လေးရွှေ့ခဲ့တယ် orientation မှာ down line အလျားလိုက်ပုံမှန်ရွေးနေကြ down line လေးရွေးပေးတယ်နောက်တစ်ခုက margin မာဂျင်ရဲ့ဒါဝရုမှာနှိပ်ပြီးတော့မာဂျင်မှာကတော့ပြောမယ်ဆိုရင် top button left right တလမစီယူပါမယ်နော်ဒါဆိုရင်တော့ဒီထဲမှာ Microsoft Word ထဲမှာစာရွက်တရွက်ယူရဲပုံမှန်ရိုက်နေကြစာပြည့်တရွက်ယူရဲစက်တင်ရရပါတယ်နော်အဲ့တော့မှစာရိုက်တော့မယ်စာရိုက်တော့မယ်ဆိုရင်စာရွက်လေးရဒါလေးရချင်းနေတဲ့အတွက်ဒီညာဘက်အောက်ဆုံးတောင်မှာရခိုင်နှုန်းလေးချိန်လိုက်လေဘလို့ကျနာ150ဆို150လောက်တစ်ချက်ချင်းနဲ့ အဆွေဒီနာလေးမှာညဘအောင်ဆုံးတော့ဒီမှာတရား50လောက်တော့ပြီးတော့ဒီမှာဆိုင်ရိုက်တော့မယ်ဆိုင်တဲ့အခါမှာကွန်ပျူတာလို့ရိုက်ရိုက်ထည့်ကြည့်လိုက်နော်ကွန်ပျူတာရိုက်တယ် enter ခောက်တယ်ဒါပေမဲ့ကိုကဆိုင်ရွက်ကိုကွန်ပျူတာပြီးသွားရင်ကွန်ပျူတာဆာမင်နာတမျက်နှာရိုက်မယ်နောက်ထပ် training ဆိုတာနောက်ထပ်ဆာမင်နာတမျက်နှာရိုက်မယ်အဲဆိုရင် D R A I N I N G training ကိုရိုက်လိုက်ပြီ ဒီစာနဲ့ကြောင်းမှာကွန်ပျူတာပထမတည့်ရဲ့ trainer ဒုတိယတည့်ရဲ့အဲဆိုဆက်ရက်နှစ်ရွက်ခွဲတော့မယ်ပေါ့ခုလက်ရှိအောက်မှာလည်း page 1တော့ဝင်နေတယ်အဲတော့ဆက်ရက်နှစ်ရွက်ခွဲတော့မယ်ဆိုရင်ဒီထိပ်ဆုံးမှာရှိတဲ့ insert တက်ပြရတော့ပြရမယ် page ရဲ့အပေါ်မှာ page break ဆိုတာရှိနေတာလေးနေလိုက်အဲအဲဒါဆိုရင်တော့ဒီမှာဆက်ရက်ကွဲသွားတဲ့ပုံစံလေးမြင်ရတယ်ဒီအောက်ဆုံးကဘာတန်းကိုကြည့်လိုက်ရတယ်အခု pointer ထောက်ထားနေရမှာ page 2 of 2လို့ အဲဆိုစာရွက်နှိပ်ရွက်ခွဲလိုက်တာပြီးရင်နောက်ထပ်စာရွက်တစ်ရွက်ထပ်ခွဲခြင်းနဲ့နောက်ဆိုရင်တော့ရိုက်ထားတဲ့စာရွက်အနောက်မှာ insertion point နဲ့ဒါ enter ခောက်လိုက် enter ခောက်ပြီးသွားရင်စာလေးဆက်ရိုက်မယ်စာလေးကတော့ word ပေါ့အဲဒီ word ရဲ့အရှိမှာ insertion point နဲ့ရှိရမယ် click နဲ့ပြီးရင်တော့စစွားတုံးပြတဲ့ insert ထဲက page ရဲ့ပေါ့ page break လေးနဲ့လိုက်အဲဆိုရင်တော့ဒီမှာစာရွက်က၃ရွက်ရပါလိမ့်မယ်ဒါစာရွက်ခွဲတာ တော့အဲ့စာရွက်ခွဲတာသုံးရွက်ကိုရှင်းကြည့်ခြင်းနဲ့ဆိုရင်တော့စာရွက်ပထမတစ်ချိန်ပြင်ခဲ့တာ၄ရောက်ထရပြင်ခဲ့တယ်၄ရောက်ထရ base setup တရား size တွေ orientation တွေ margin တွေပြင်ခဲ့တယ်ဒုတိယတစ်ချိန် page ခွဲတာ insert တက်လာပါလေအခုတတိယတစ်ချိန်စာရွက်ကိုသုံးရွက်လုံးရှင်းကြည့်ခြင်းနဲ့ဆိုရင်ထိတ်စွာ view တက်ကိုနေမယ် view တက်ထဲက zoom group သူ့ရဲ့အပေါ်မှာ one page multiple page ကိုနေလာတယ်ဒါဆိုရင်ပုံရလို့နေရတယ်အဲဆို Microsoft Word ထဲမှာစာရွက်ယူတာလည်းရသွားလိမ့်မယ်စာရွက်တွေအဲတခါလေသူကသုံးရွက်ခွဲထားလိုက်တဲ့ပုံစံလေးရသွားပါလိမ့်မယ်နော်အဲတော့ Microsoft Word ထဲမှာဒါကတော့ဆက်စပ်ခြင်းစာရွက်ယူရဲ့ပုံစံလေးရေဒေါင်းလိုက်အလျားလိုက်မာဂျင်ဘယ်လိုပြင်လို့ရလဲပေါ့နော်နောက်တစ်ခုကကြတော့စာရွက်ရဲ့ page တွေကိုခွဲထားလေးပြောခဲ့တာ တကယ်လို့မြမစာရိုက်တော့မေးဒီထဲမှာစာရွက်ကိုအခုဆိုရင်ပထမစာရိုက်မှာမြမစာဆက်ရိုက်မယ်ပေါ့နော်အဲ့တော့နောက်ဆုံးမှ insertion point လေးဒါ enter ခါလာအဲ့တော့ဒုတိယစာမြေအခုဆိုရင်ဒုတိယစာကြောင်းရဲ့အစမှာ insertion point ရောက်ပြီဒုတိယစာကြောင်းစာမှာ insertion point ရောက်ပြီဆိုရင်စာရွက်ပြန်ချဲ့ခြင်းနေ view tab တွေက page width တွေနဲ့ချိန်လာအဲ့ဆိုစာရွက်ခြင်းပါပြီမြမစာရိုက်တော့မေးဟုတ် home နေကဒီမှာပြည်တော်စု form လေးပြောင်းပြရအောင် ကပြည်တော်စု form ပြောင်းကျင်တာဖြစ်တဲ့အတွက် font size ရဲ့ဒါဝင်လို့မသိဘူးပြည်တော်စုပြည်တော်စု enter ခါလိုက်ပြီးရင်တော့စာပြည်တော်စု form ရိုက်တော့မယ်ဆိုရင်ပြည်တော်စု form မှာကြီးကြီးစာရဲ့ကိုလိုရယ်ကာကြီးရပါနေစာရလေအဲဆို a ဆိုရင်သူကဒီက a ရလိုက် a ပဲပေါ်သေးတယ်ဒီမှာလိုရိုက်မှာဖြစ်တဲ့အတွက် control shift လေးနဲ့အဲဆိုပြည်တော်စု form ကိုကြားလိုက်ပြည်တော်စု form ဝင်သွားရင်တော့ ကိုရိုက်ကြည့် ear တဝီထူရမယ် s ကိုရိုက်ကြည့် ear တဝီထူနော်ပြီးတော့ရင်တက်ပြီးတစ်ချက်နေလာပြီး s ကိုရိုက်ကြည့် s ကရှက်ပေးရတယ်တက်ပြီးထမ်းနေမယ် d ကိုရိုက်ကြည့် d ကလုံးကြည့်တယ်တက်ပြီးနေမယ် let you let you အသက်ရတယ်နော်ဒါဆိုဘယ်ဘက်က asdf အရင်ကြည့်စီတဝီထူပြီးတော့ရင်တက်ပြီးခုံပြီးရှက်ပေး s ဒါလေးရတီ ဒါလေးက F ပြီး space ချလေးရရယ်เนาะ space ချရဲတပီးခုံလေး tightening နဲ့တော့ရပဲလက်ညှိုးချေဆိုရရရမယ်တပီးခုံ K ဆိုရင်တစ်ချောင်းလေးရမယ် L ဆိုရင်နှစ်ချောင်းလေးရမယ်လက်တန်း semicolon ဆိုရင်ဝတ်စံလို့ပါရတယ်အဲ့တော့အလဲမှာရှိတဲ့ ASTF ကိုအရင်ဆုံးစတင်ချင်းကြည့်လိုက်အဲ့တော့ control shift ပြန်နေပြီး A ဒါလက်တန်းเนาะ PS D တက်ပြီးခေါ် F ပြီးတော့ ASTF ဒါအလေးမရိုက်တာညာဘက်လက်ညှိုးချီညာဘက်လက်ကလေး K လက်ပကျွဲ့ F နဲ့တန်း semicolon အဲ့တော့အခုရလိုက်တဲ့ ASTF TK ရဲ့ semicolon ကိုမြန်မာလိုတချို့ပြန်ရတတ်ခမြန်မာလိုရိုက်မှာဖြစ်တဲ့အတွက် control shift ပြီးဘယ်ဘက်လက်တန်းနေချီ A တက်ပြီးခေါ်လက်ပကျွဲ့နဲ့ရက်ပင်းလက်ကလေးနဲ့ဟုတ်ကြည့်တယ်လက်ညှိုးနဲ့ F အသက် bé đẹp hình này nhà bé lần này dễ gì nhà bé nhà bé lấy cái này này để chào người nhà bé nhà bé lấy cái chuyện này để chào người lấy này với sản phẩm của anh ta bây giờ mà bé bé lấy cái này bỏ sản này gì xả lại bây giờ gì không bé bé lấy cái chuyện bé bé lấy cái chuyện là sao e y d s y d s y bỏ này gì s y bỏ này lại w w ba phải là gì đào nguyên nó တော့အဲ့ဒီမှာ contribution နေပြီးတော့ value နေကြတာ value ရရတယ်ဟာနောက်ထပ်တက်ပြီးနေမယ်လက်ကလေးနေမယ်အဲ့တော့လက်ကလေးဆိုတော့ဒီတိုင်းနေလိုက်လက်ကလေးကဘာလို့ရလဲဆိုတော့လုံချင်ချင်ရတယ်သူ့အပေါ်လုံချင်ချင်အပေါ်နေလိုက်နားငယ်ရတယ်အဲ့လိုမျိုးလေးလက်ကလေးချစ်သွားရင်တော့ချင်းချင်းနဲ့မျိုးဝါစာရတော့ပါလိမ့်မယ်နော်အဲ့တော့အခုပြောခဲ့တာလေးကိုပြန်ချုပ်ရရင် Microsoft ထဲမှာစာရွက်တရွက်စာယူခြင်းနဲ့ ပထမသွားမယ်ဆိုရင် file ကဒီလိုမူတွေအသွားပြီးမယ်ပြီးဒီမှာ blank document ရွေးပြီးတော့စာရွက်ယူလိုက်တဲ့ပုံစံပြောပေးတယ်။အဲ့ယူထားတဲ့စာရွက်မှာမှာစာရွက်ရဲ့သူကစက်တင်ပြင်နေပေါ့နော်။စက်တင်ပြင်နေ download လျားလိုက်စာရွက်ရဲ့ size ဒီစာရွက်ရဲ့ margin ဒီပြင်မယ်ဆိုရင်တော့၄ရောက်ထည့်ရသွားပြီ။ပြီးစာရွက်ဒီစိတ်တိုင်းညာခွဲကြည့်ရင် insert ထည့်ရ page break နဲ့ခွဲလို့ရတယ်။ view ပြောင်းကြည့်ရင် view နဲ့သွားတယ် ဒါလေးပြောခဲ့တယ်။ပြီးတော့ရေဒီစာကိုခုဆိုရင် document 1ဖြစ်တယ်။သိမ်းတာလေးဆက်ပြောလိုက်မယ်။သိမ်းမယ်ဆိုတော့အပေါ်က save ကိုနှိပ်။ save ကဘယ်ထဲမှာရှိလဲဆိုရင်ဒီအပေါ်မှာရှိတဲ့ file မှာရှိတယ်။ file နဲ့ save ။ save ကိုနှိပ်လိုက်တယ်ဆိုရင်သူက mouse လေးကြာလာမယ်။ save နဲ့ဒီအလေးမှာ browse button လေးပေါ်လာမယ်နော်။အဲ့တော့ save ကိုနှိပ်တယ်။ back လေးပြန်သွားမယ်။ file နဲ့က save ်ဒီမှာဆို save as ဆိုပြီး bus လေးကြာနော်အဲ့တော့သူက bus ကြာနေရေနော်ပြီး browse ကိုဆက်နေလိုက် browse ကိုနှိပ်ပြီးသွားရင်တော့ကိုသိမ့်မဲ့နံပါတ်ဒီမှာရိုက်ထည့်ပေးဖို့လုပ်ရေမြန်မာလိုဖြစ်နေ control shift နှိပ်ပြီးတော့ computer နဲ့သိမ့်မဲ့ဆိုရင် computer ရိုက်ထည့် computer one နာမည်တူရှိနေမတူအောင်1လို့တူလို့ပြီးပြီးလမ်းကြောင်းလေးယူလိုက် desktop ဘယ်ဘက်ချမ်းလေးอ่ะ desktop ယူရဒီမှာ desktop ဝင်သွားပြီပြီး save မှာနေလိုက် ဒါဆိုရင်တော့တိုက်တယ်မှာသူသိမ်းတာလေးရပါမယ်။အဲ့တော့အခုပြောခဲ့တာစာရွက်ယူတယ်။စာရိုက်တဲ့အခါမှာအိမိတ်စာရိုက်တယ်။စာရွက်ခွဲတယ်။ပြီးသွားရင်စာရွက်ကိုယူကြည့်တယ်။မြန်မာလိုရချင်ပင်ရပြောင်းသွားလေဒါလေးပြောခဲ့တယ်နော်။ဒါဆိုရင်တော့စာချင်းစာရွက်တရွက်စာယူပြီးစာရွက်ခွဲတာလေးအဆင်ပြေသွားပါလိမ့်မယ်။